မင်္ဂလာပါဗျ Lucky Channel ကိုကြိုဆိုပါရစေ။တင်တို့မသိရှိသေးတဲ့လူဝတ်ဗီဒီယိုများမင်္ဂလာဆောင်ယူနီးများကံကောင်းစဉ်နီးလန့်တွေကိုစူးစီးတင်ဆက်ပေးသော Channel တစ်ခုပါ။ဒီနေ့မှာတော့မင်္ဂလာပြီကဥဥတ္တမဆရာတော်ကြီးကအားကောင်းတဲ့နီးလေးတစ်ခုကို လူတန်းမှုအဖြစ် ယူဆောင်လာပါရစေဗျ။ခေါင်းအောင်အောင်မှာဒန်တာ၃ပြားဘဝမှာကံကောင်းစီစဉ်ဥစားကြွယ်ဝခြင်းညတိုင်းအိတ်ချင်တိုင်းခေါင်းအုံးအုံးမှာဒန္တာ၃ပြားထားပါ လူများမိကြတယ်ဘာလို့သုံးပြပဲဖြစ်ရတာလဲတဲ့ပထမဒန္တာကကိုကျူးစားအထုမှုကနေရလာတဲ့ကံကောင်းခြင်းကို ကိုစားပြုတယ်ဒုတိယဒန္တာတာရှိကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့စီစဉ်ဥစ္စာကိုကိုစားပြုတယ်တတိယဒန္တာကစီစဉ်မကုံမခန်းအောင်ဆောင်းချောက်ပေးတဲ့တတတရားကိုကိုစားပြုတယ်အဲ့တဲ့အခါခေါင်းကခေါင်းအုံးနဲ့ထီးတွေ့နေတာကမွေရတနာရက်တန်ဖိုးကိုတတိယစီဖို့နဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ဖို့တတိပေးနေတာပါဥစာစွဲမန္တန်30ကမအိတ်ခင်ဒီမန္တန်ကို30ကရွတ်ဆိုပါပါဠိကဒဏ္ဏစနာပတိမဟာလာဘမမတ်တပ်ပဒဟောတုစိတ်ကြည်လင်တရာတရားပါဠိရဲ့30ကတဖန်ပြန်ယူရွတ်ဆိုပါအနက်ကကြီးကျယ်သောစီစဉ်ဥစာနှင့်လက်ရွှင်ပွံတို့သည်အခါခတ်သိမ်းအကျွန်ုပ်ထံသို့ရောက်ရှိပါစေသည်။ဘာလို့ဒီမန္တန်ကိုရွတ်ဆိုရတာလဲ။ တမာလီတည်ခြင်းမှုနဲ့တရားတရားကို ဖြစ်ပေါ်စေပြီးဘဝထဲကကံကောင်းခြင်းကိုတက်ရောက်မှုရှိစေလိုပါဒီနေ့မှာတွင်ခေါင်းအောင်အောင်မှဒန္တာသုံးပြထကြည့်ပါစိတ်ကြည်လင်တရားတရားပါဠိရဲ့မန္တန်တိစေကရုပ်ဆိုကြည့်ပါ တခတရံကံကောင်းခြင်းဆိုတာအဝေးကြီးမှမဟုတ်ဘူးကိုအဲ့နေ့ကြခေါင်းအောင်မှာပဲရှိနေတတ်ပါတယ်ဒီလိုဗီဒီယိုမျိုးကိုကြိုက်နေတဲ့အင်း lucky channel ကို စရင်တွင်းထားဖို့မမေ့ပါနဲ့ဦးနော်